မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်ဂမုံးဆယ်အနီးကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့ရိုးမ GBK PDF တပ်ဖွဲ့ကတစ္ဆာဖောက်ကအကြမ်းဖက်စစ်ကောင်စီဘက်ကိုကူးပြောင်းသွားတဲ့စလိုင်းဥဆောင်လမ်းပြမှုနဲ့ အုပ်ဖုံမြို့နယ်အပိုင်းဂမုံးဆယ်အနီးမှာရှိတဲ့တာဝါတိုင်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကို ဇော်လ12ရက်နေ့မနက်9:40မိနစ်အချိန်မှာစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဝရုံတုံးကားဖြစ်နေတဲ့အချိန်လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ3နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်ကကူးပြောင်းသွားတာကရုံးမ GBK PDF ကအသေးလေးနဲ့စလိုင်းဆိုတဲ့နှစ်ယောက်သူတို့ကစစ်ခွေးတွေဘက်ကနေပြီးတော့အသွင်ယူပြီး PDF ထဲကိုရောက်လာတာသူကစစ်ခွေးတွေဘက်ကိုပြန်ရောက်သွားတော့ PDF စကန်တီနီယာတွေကိုလမ်းပြအနေနဲ့ခေါ်လာတာမနေ့ကမနေ့၈နာရီမတဲလောက်မှာ56ရောက်လောက်ပါတဲ့ စစ်ကြောင်းကတာဝါတိုင်းဘက်ကမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကထောင်ထားတဲ့မိုင်းခွင်းထဲကိုဝင်လာတာနဲ့ အရင်မိုင်းဆွဲလိုက်တယ်စစ်ခွဲတွေဝရုံးသုံးကဖြစ်ပြီးတော့အော်ဟစ်နေတဲ့အချိန်မှာအပေါ်စည်းကနေနှစ်ဖက်ညှက်ပြကြတာလို့တာဝတီ KIN PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးလက်နက်ငယ် drone များနဲ့တိုက်ခိုက်ခဲ့တဲ့အပြင်ဝိုင်းကြီးရွာရဲစခန်းကလက်နက်ကြီးများနဲ့ပြစ်ခုတိုက်ခိုက်ပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးတော့6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်မနေ့ကမနေ့7နှစ်လောက်မှာစစ်ခွဲတွေအထိနာလို့ ဝိုင်းရဲစခန်းကနေပြီးတော့လက်နက်ကြီးတွေနဲ့ drone တွေနဲ့ပစ်ကူပေးလို့ပြန်ဆုတ်ပေးလိုက်ရတာ16ဦးလဲကြတာမျက်မြင်အတည်ပြုနိုင်ပါတယ်9ဦးသေတယ်6ဦးဒဏ်ရာရတယ်လို့သိထားတယ်တေဆုံးသူတွေထပ်တိုးနိုင်တယ်လက်နက်ကြီးတစ်ခုကျန်ခဲ့တယ်စစ်ခွေးတွေကစီးတုံးထားတဲ့ပုံပဲမနေ့ကတေတယ်ထဲမှာတော့တက်စာဖောက်ပြီးတော့လမ်းပြတဲ့နှစ်ယောက်ကတော့တေတယ်ထဲပါမလာသေးဘူးလို့တာဝရီခရိုင် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာဝရီခရိုင်တိုင်ရင်383ညနဲ့ တပ်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကဥဆောင်ပြီးတော့တာဝရီခိုင်တရက်383ညနဲ့တပ်ခွဲ6 Black Dragon GBK PDF တာဝရီခိုင်တရက်383ညတပ်ခွဲ1ရိုးမ GBK PDF တပ်ခွဲ9ဂျိုးပင်ကောင်ဟီရိုးပြောက်ကြားတပ်ဖွဲ့နဲ့တာဝရီခိုင်ပြည်သူ့ကာကွယ်အဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းမုံရွာမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်ကြောရေးစခန်းပြုလုပ်ထားတဲ့မြို့တော်ခန်းမကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ရာထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ17ရက်နေ့မနက်4:40မိနစ်ခန့်ကမုံရွာမြို့ပေါ်မှာလုံခြုံရေးအထူးတင်းကျပ်ထားတဲ့စစ်ကြောရေးစခန်းဖြစ်တဲ့မြို့တော်ခန်းမကို40မမနှလုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းမုံရွာခရိုင်အမှတ်22 နတ်ဆိုးတက်ရင်ခေါင်းဆောင်ဘုံနတ်ဆိုးကပြောဆိုခဲ့ပါတယ်မြို့တော်ခမ်းမမှာဖမ်းမိတဲ့ပြည်သူတွေပဲဖြစ်ဖြစ်စစ်စရာရှိတဲ့သူတွေကိုအဲ့ဒီထဲမှာပဲရိုက်နှက်ဆစ်ဆေးတာတွေရှိတယ်လို့ဘုံနတ်ဆိုးကပြောဆိုခဲ့ပါတယ်ဒါအပြင်ခမ်းမရှိဘန်ကာအတွင်းမှာကင်းဆောင်နေတဲ့ရဲများကိုလည်းလက်နက်ငယ်များနဲ့တိုက်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မုံရွာမြို့တော်ခမ်းမအထုခံရလို့အတွင်းကအုံနိုင်ရန်ကြီးတွေပဲ့ထွက်သွားတယ်ခွေးတွေတော့မထိဘူးလို့သိရတယ်လို့ မုံရွာကင်းထောက်အဖွဲ့များကပြောဆိုခဲ့ပါတယ်မြို့တော်ခမ်းမမှာစစ်ကြောရေးလောက်ရမှာနာမည်ကြီးပြီးတော့ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းချောင်းဦးမြို့နယ်ကနိုင်ငံရေးသမားတဦးနှိပ်စက်တပ်ဖြတ်ခံထားရတယ်လို့သိရပါတယ်တချိန်ထဲမှာပဲမြို့တော်ခမ်းမဘေးမှာရှိတဲ့အမတ်တရဲစခန်းနဲ့စစ်မှုဇုံမှာရှိတဲ့အမတ်နဲ့ရဲစခန်းကို40မမနှလုံးစီပြစ်ခတ်တိုက်ခိုက်ခဲ့ရာအမတ်တရဲစခန်းရဲ့လိုင်းကန်းနဲ့အချုပ်ဆောင်ဘေးနားကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့မုံရွာနယ်စုပ်အဖွဲ့ကပြောဆိုခဲ့ပါတယ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာလိုက်လံပြစ်ခတ်မှုများရှိခဲ့တော့လဲရဲဘော်များထိခိုက်မှုမရှိဘူးလို့သိရပါတယ် အဲ့ဒီနေ့ကပဲမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ကာကင်းစခန်းဖြစ်တဲ့နာမခါနဲ့တမိုင်ကအကွာမှာရှိတဲ့ဘူဒလင်မြို့နယ်ထီတော်တင်ရွာကစစ်ကောင်းစီစခန်းကို ULF စစ်ကြောင်းနဲ့မဟာမိတ်တပ်များကဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်းစီဘက်ကအယောက်20ခန့်တေဆုံးပြီးတော့၅ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့မောင်ချက်ဖောင်းဟာ73ရက်အကြာမှာနှိပ်စက်ဒဏ်ရာများနဲ့တေဆုံးခဲ့ကာ စစ်တပ်ကအလောင်းပြန်ပေးပြီးတော့မိသားစုကိုဓာတ်လိုက်တေဆုံးတယ်ဆိုပြီးလိန်ညာပြောဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့ကမန္တလေးတိုင်းညောင်ဦးမြို့နယ်တောင်စင်းအုပ်စုကောင်းစီပင်ကျေးရွာကဥအောင်နိုင်ဦးရဲ့တားဖြစ်သူအသက်20အရွယ်မောင်ချက်ဖောင်းကိုစစ်မှုထမ်းရအတွက်ဆိုပြီးတော့စစ်တပ်ကဖမ်းခေါ်သွားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ဇွန်လ17ရက်နေ့မှာမောင်ချက်ဖောင်းဟာဓာတ်လိုက်တေဆုံးတယ်ဆိုပြီးတော့အကြောင်းကြားက ကြောက်ပရောင်းမြို့နယ်ဆေးရုံရင်ခွဲရုံမှာအလောင်းသွားပြီးတော့တဲဆောင်ခဲ့ရတယ်လို့သိရပါဗျ။ဇွန်လ12ရက်နေ့မှာတော့တချို့ပြီးစီးခဲ့ပြီလို့သိရပါဗျ။စစ်ကောင်စီကမောင်းချက်ဖောင်းတေဆုံမှုနဲ့ပတ်သက်ပြီးတော့မိဘများကိုအကြောင်းကြားရမှာဓာတ်လိုက်တေဆုံတယ်ဆိုပြီးပြောဆိုခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့မောင်းချက်ဖောင်းရဲ့အလောင်းမှာနှိပ်စက်ဒဏ်ရာများရှိနေပြီးတော့အလောင်းရဲ့နှာခေါင်းကနေလဲသွေးများထွက်နေတယ်လို့သိရပါဗျ။ တောင်စင်းနယ်ဘက်မှာတောင်စင်းအုပ်ချုပ်ရေးမှူးသိန်းပုံနဲ့ကောင်းပင်စီရွာယာအိမ်မှူးထေးမောင်တို့ပေါင်းပြီးတော့မောင်ချက်ဖောင်းကိုစစ်ထဲထည့်လိုက်တာကလေးမိသားစုတွေကပတ်စံမရှိဘူးပညာလည်းမတတ်ဘူးမြေနှိမ်ရာလှန်ဆိုင်တဲ့ပုံစံမျိုးနဲ့အုပ်ချုပ်ရေးမှူးနဲ့ယာအိမ်မှူးကအဲ့ဒီမိသားစုကိုအနိုင်ကျင့်ပြီးတော့ကလေးကိုစစ်ထဲထည့်လိုက်တာမောင်ချက်ဖောင်းကအခုမှအသက်20ကျော်လေးပဲရှိသေးတာဒီကလေးကကြောက်ပရောင်းနယ်ဘက်မှာအိမ်အောင်ကြတာမဲပေါက်တဲ့အချိန်မှာသူ့အမျိုးသမီးကမိလွင်းထဲမှာပဲရှိသေးတယ်ဒါကိုသူ့မိဘတွေကိုဒုက္ခပေးမှကြောက်လို့ သူ့မိန်းမကိုအတိမပေးဘဲနဲ့အမေနေမကောင်းဘူးဆိုပြီးတော့စစ်သေးကိုလိုက်သွားတာမောင်ချက်ဖောင်းရဲ့လက်နက်ဖက်စလုံးကကြိုးထားတော့ကောက်နေလို့သူစိတ်ဆစ်လို့ရှိရင်မအောင်တော့ပါဘူးဆိုပြီးတော့လိုက်သွားတာလို့မိသားစုနဲ့နှိဆက်သူတို့ကပြောပြခဲ့ပါဗါး။မောင်ချက်ဖောင်းရဲ့အလောင်းကိုပြန်လဲသေးယူလာချိန်မှာကြောက်ပတောင်းအမြောက်တက်သေးကအရာရှိတို့လိုက်ပါလာပြီးတော့မောင်ချက်ဖောင်းရဲ့တိတ်ဆုံးမှုဟာစစ်တပ်ရဲ့တင်နန်းသားမဖြစ်သေးတဲ့အတွက်၎င်းတိတ်ဆုံးမှုမှာစစ်တပ်နဲ့မသက်ဆိုင်ဘူးလို့ပြောဆိုသွားခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်လင်းစင်းတိုင်းနယ်အတွင်းကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားရဲတပ်ဖွဲ့ဝင်နဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းနဲ့တော်လိုင်းတပ်တွေကြားမှာတုံးရက်ဇက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကြောင်းကိုဦးဆောင်တဲ့အရာရှိတအုပ်အပါဝင်အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်10:00နာရီဝန်းကျင်အချိန်ကမှာဆလင်းမြို့နယ်လင်းစင်းတိုင်းနယ်မှာစစ်သားရဲပြူစောတိပူးပေါင်းအင်အား80နဲ့ တဖမ်းညိုရွာဘက်ကနေပြီးတော့အနောက်ဘက်ကိုခြေတက်လာတယ်လို့သိရပါတယ်။ဆွဲတဲရွာရဲ့အနောက်ဘက်တော်တဲ့အရောက်မင်းမှုခရိုင်အမှတ်၅တိုင်ရင်ကကြားဖြတ်တိုက်ခဲ့ရာည၈နာရီအချိန်အထိကိုတိုက်ပွဲဖြစ်ွားခဲ့တယ်လို့သိရပါတယ်။ ဇွန်လ6ရက်နေ့မနက်ပိုင်းအဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာကန်6ရွာရဲ့အရှိတ်ကနေပြီးတော့ကန်6ကျေးရွာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကန်6ရွာကအသက်80အရွယ်အဖွားဦးတဦးလက်နက်ကြီးအစထိမှန်ကတေဆုံးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ကြီးပစ်ခတ်တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကန်6ရွာအဝင်မှာဇွန်လ6ရက်နေ့မနက်9နာရီကစတင်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ခတ်ခဲ့ရာ ဇွန်လ6ရက်နေ့ညနေ6:00နာရီအထိကိုတိုက်ပွဲချင်းထံကအကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အလားတူပဲဇွန်လ9ရက်နေ့မနက်6:00နာရီအချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက စလင်းချောင်းအတိုင်းထပ်မံတက်လာတဲ့အတွက်ကြောင့်မင်းဘူးခရိုင်အမှန်ငါးတက်ရင်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပြည်သူကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကစစ်ကူရောက်လာတဲ့အတွက်ကြောင့်အသာစီးရယူတိုက်ခိုက်နိုင်ခဲ့ကအဲ့ဒီနေ့ညနေ3:00နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှန်ငါးတက်ရင် ်အမှတ်၁တိုက်ရင်အမှတ်၄တိုက်ရင်စလဲမျိုးနဲ့ပကဖ SLN PDF မိုးချိုးပြောက်ကြားမကွေးခရိုင်တိုက်ရင်တက်မကွေးခရိုင်လက်ယုံ drone အဖွဲ့နဲ့ဒေါင်းစစ်အောင်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့၃ရက်တာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကြောင်းကိုဥဆောင်လာတဲ့ခလိုက်ရ255ကအရာရှိတအူးအပါဝင်အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့တဝယ်မျိုးအဝင်မှာရှိတဲ့အိမ်ရှိပြင်စစ်စေးရေးဂိတ်ကိုဇွန်လ12ရက်နေ့ညနေပိုင်းကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စစ်စေးရေးဂိတ်မြောက်ဘက်တမိုင်ကအကွာကနေပြီးတော့ညနေ9နာရီကမှ PDF အဖွဲ့တစ်ခုကစတင်ပြစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကလည်းပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်10မိနစ်ဝင်းကျင်ကြာအောင်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်ကြပြီးတဲ့နောက်မှာပြန်လည်ငြိမ်သက်သွားကြတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်နေတဲ့နေရာကြားမှာလေယာဉ်လုပ်ငန်းခွင်ဝင်နေတဲ့သူတွေရှိတဲ့အတွက် ပြစ်ခတ်မှုများအပေါ်မှာစိုးရိမ်နေရတယ်လို့ဒေသခံတအုပ်ကပြောဆိုခဲ့ပါတယ်။အခုကလေထဲဆင်းတဲ့အချိန်ညနေ9နာရီလောက်ဆိုလေထဲမှာလူတွေရှိတယ်၊ဖားရှာငားရှာတဲ့လူတွေလည်းရှိတယ်။မတော်တဆထိခိုက်မှာကိုစိုးရိမ်ရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။အိမ်ရှိပြင်စစ်ဆေးရေးဂိတ်ဟာမကြာခဏပြစ်ခတ်တိုက်ခိုက်ခံရလေရှိတယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့မေလ13ရက်နေ့ကဒဝယ်မြို့အိမ်ရှိပြင်စစ်စေးရေးဂိတ်ကိုတော်လိုင်းရဲပူပေါင်းတပ်ဖွဲ့တွေကလာရောက်ပစ်ခတ်တိုက်ခိုက်ရာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ခရီးသွားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရှိကရဲတပ်ဖွဲ့ဝင်တအူတေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဇွန်လ4ရက်နေ့မှာအိမ်ရှိပြင်စာတင်ကျောင်းမှာမပေါက်ကွဲပဲနဲ့ကြံနေတဲ့စစ်ကြံလက်နက်ပစ္စည်းကိုចောင်းသားတအူးကကင်ဆောင်လာရာကနေပြီးတော့ပေါက်ကွဲမှုဖြစ်ပွားပြီးចောင်းသားတအူးတေဆုံးကចောင်းသားចောင်းသူ26ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမရီယာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကကျေးရွာနှစ်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့နေအိမ်ဆန်နှလုံးနဲ့စိုင်းကဲအစီ30ကျော်ကိုမိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ7ရက်နေ့မနက်ပိုင်းမှာမရီယာမြို့ဘက်ကနေပြီးတော့စစ်ကား၄စီးနဲ့အနောက်ဘက်ကိုဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတောပုရွာထဲကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်တောပုရွာထဲမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအနောက်ဘက်ကိုဆက်လက်ထွက်ခွာလာပြီးတော့ရှင်လှတောင်ရွာနဲ့ရှင်လှအလဲရွာ ဇလရွာကိုဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာရှင်လတောင်ရွာကပြည်သူပိုင်းနေအိမ်၄လုံးနဲ့နွားစာတဲ့နှလုံးကိုမိရှုပ်ဖြတ်စီးခဲ့တယ်လို့သိရပါတယ်။ရှင်လအလဲရွာဇလရွာကပြည်သူပိုင်းနေအိမ်၆လုံးကိုလည်းမိရှုပ်ဖြတ်စီးခဲ့ပြီးတော့စစ်ကြောင်းတွားရလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများမှာပြည်သူပိုင်းဆိုင်ကယ်အစီး30ကျော်နဲ့နေအိမ်များမှာရှိတဲ့အသုံးဆောင်ပစ္စည်းများကိုလည်းခိုးယူသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွားရလမ်းတစ်လျှောက်ကိုလည်းတောပူရွာဖះเจ้าတဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက87မမလက်နက်ကြီးတွေနဲ့တနေကုန်ပြစ်ကူလမ်းရှင်းပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ